အားလုံးရှင် VOC သတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စာပါ။ဒီကနေ့ဇူလိုင်လတရရက်ညပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညပိုင်းနဲ့ဆင်ရမယ့်သတင်းတွေကတော့အင်းနီယန်နိုင်ငံအရှိမြောက်ဒေသမီဆိုရန်ပြည်နေကနေချင်းပြည်နယ်ဆက်အခြေရထားလမ်းဖုံးလုံးမဲ့စီမံကိန်းပဏာမစစ်တမ်းကောက်ယူမှု ECB လို့မီဆိုရန်အထက်လွှတ်တော်အမတ် UK Valerie Van Nagar ပြောပါရစေ။စကိုင်းတိုင်းကလေးမျိုးမှာ စစ်ကောင်စီကစစ်မှုထမ်းရအတွက်လူငယ်တွေကိုဆက်လက်ဖမ်းဆီးနေပြီးရခင်ထက်အဖမ်းဆီးပိုကျန်းလာတဲ့အပြင်ငွေကြေးဖြင့်ပြန်ရွေးယူလို့လည်းမရတော့ဘူးလို့သိရပါဗျ။မုံရွာတပိတ်ခေါင်းဆောင်ကိုဝင်းမိုးနိုင်ဟာဥပိုလ်ချင်းချောင်းမှာတက်ပက်ခံထားရတဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေနားဆင်ရဖို့ရှိပါတယ်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသမီဇိုရမ်ပြည်နယ်ကနေချင်းပြည်နယ်ဆက်အထိယထာလန်ဖလုံးမဲ့စီမံကိန်းပနာမစစ်တမ်းကောက်ယူမှုပြစီပြီးလို့မီဇိုရမ်အထက်လွှတ်တော်အမတ်ပူခေဗန်နယ်ဗန်နာကပြောပါရယ်မီဇိုရမ်အထက်လွှတ်တော်အမတ်ပူခေဗန်နယ်ဗန်နာဟာမကြတဲ့ခေရပိုင်းကအိန္ဒိယဘဟုအစိုးရယထာပို့ဆောင်ရေးဝန်ကြီးကိုတွားရောက်တွေ့ဆုံပြီးအိန္ဒိယမြန်မာနေဆက်အထိယထာဖလုံးမဲ့အခြေအနေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါရယ်အဲ့ဒီဆွေးနွေးမှုမှာယထာပို့ဆောင်ရေးဝန်ကြီးကမီဇိုရမ်ပြည်နယ်ဆိုင်ရန်စင်မွေး ကနေမြန်မာနေဆက်ဇောရင်ပွေအထည်ရထားလမ်းဖော်လို့မဲ့စီမံကိန်းပဏာမစစ်တမ်းကောက်ယူမှုပြီးဆုံးပြီဖြစ်ကြောင်းသို့တော်လည်းမြေပုံကိုတော့နောက်ဆုံးအတည်ပြုချက်မရသေးဘူးလို့ပြောဆိုကြောင်းဦးခေဘလဘဲနာကပြောပါတယ်ဒီပဏာမစစ်တမ်းကောက်ယူချက်အရစိုင်းရန်စီမွေရထားဘူးတာကနေမြန်မာနိုင်ငံချင်းပြည်တလဝမျိုးနေဆက်ဇောရင်ပွေအထည်ကီလိုမီတာ123ချီလျားမဲ့ရထားလမ်းဖော်လို့ကြောင်းမှာဖြစ်ပါတယ်ယခုလက်ရှိမှာတော့ဆိုင်းရန်စီမွေရထားလမ်းဖွင့်ပွေကို ဇူလိုင်လ31ရက်မတိုင်ခင်ကျင်းပပြုလုပ်ဖို့စီစဉ်ထားကြပြီးယထားတွေလည်းအဆန်ဖြည့်ဆွေးနေပြီဖြစ်ပါတယ်။စကိုင်းနယ်ကလေးမြို့မှာစစ်ကောင်စီကစစ်မှုထမ်းရအတွက်လူငယ်တွေကိုဆက်လက်ဖမ်းဆီးနေပြီးရခင်ထက်အဖမ်းဆီးဖို့ကြမ်းလာတဲ့အပြင်ဝေကြီးဖြင့်ပြန်ရွေးယူလို့လည်းမရတော့ဘူးလို့သိရပါတယ်။ယခုဇူလိုင်လ3ရက်နေ့ကဆန်းစုကြည်ဝင်းနဲ့မတိုင်ခင်ရပိုင်းကလေးကကလေးမျိုးမှာအဖမ်းဆီးပူများလာခဲ့ပြီးတပတ်တပတ်ကိုလူငယ်အယောက်30ဝန်းကျင် ခန့်ဖမ်းဆီးခံရနေတယ်လို့သတင်းအကြီးအမြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေဟာအယဝက်တွေဝစင်ပြီးအင်စီကားတွေနဲ့ရက်ွက်တွေထဲထိတ်လေကအယက်ဆိုင်စားတောက်ဆိုင်ကားကိတ်အလုတ်ယုံစားတဲ့လူငယ်အများစုရှိနိုင်တဲ့နေရာတွေထဲဝင်ရောက်ဖမ်းဆီးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ဖန်စီခံရသူတွေကိုကလေးမျိုးစုပေါင်းယုံကိုပို့လေရှိပြီးအဲ့ဒီနောက်ကလေးမျိုးဒါကဆဝန်ထဲကတက်စေယုံမှာဆေးစစ်ချက်ယူပြီးစစ်တင်တဲ့တွေထဲကိုပို့လေရှိတယ်လို့ဆိုပါတယ် ရခင်ကတော့ဝေးချင်းနဲ့ပြန်ရွေးယူလို့ရပေမယ့်ယခုနောက်ပိုင်းမှာတော့ဝင်းနဲ့လည်းရွေးတော့မရတော့ဘူးလို့သိရပါဗျ။ယခုလက်ရှိကလေးမျိုးပေါ်မှာတက်ပွေရင်းငင်တက်နေတော့လေစစ်ကောင်စီကမကြခဏလက်နက်ကြီးပြခတ်မှုရှိနေပြီးယခင်ကထက်လဲလုံခြုံရေးတင်းကျပ်ထားတယ်လို့ဒီလက်စကိုင်းနိုင်ကလေးမျိုးအာထာကရှိချောင်းမှာတက်ရောက်နေတဲ့ဆေးကျော်တက်အွေចောင်းသား6ဦးကို ရောက်ဆုံးပြီးတပတ်ကျော်အကြာမှာမိသားစုဝင်တွေကပြန်လည်တွေ့ရှိကြပြီလို့သိရပါတယ်။အသက်၁၄နှစ်ကနေ၂၁နှစ်အရွယ်ရှိကြတဲ့အဆိုပါចောင်းသား၆ဦးဟာပြီးခဲ့တဲ့ဇွန်လ၁၆ရက်နေ့ကចောင်းတက်ဖို့အင်ကနေထွက်သွားကြပေမဲ့ចောင်းကိုမရောက်ကြပဲပျောက်ဆုံးသွားကြတာဖြစ်ပါတယ်။မိသားစုဝင်တွေကတပတ်ကျော်ကြာလိုက်လံရှာဖွေကြပြီးနောက်ဇွန်လကုန်ပိုင်းမှာပြန်လည်တွေ့ရှိကြပြီးဘေးကင်းလုံခြုံစွာတဲ့အင်ကိုအသီးသီးပြန်ရောက်ကြပြီလို့သူတို့နဲ့နေဆက်တဲ့ကလေးမျိုးဒေသခံတို့ကပြောပါတယ်။ ပျောက်ဆုံးသွားတဲ့အကြောင်းသားတွေကိုဘေးနရမှာဘယ်လိုပုံစံမျိုးပြန်တွေ့ကြတယ်ဆိုတော့ကိုတော့မသိရဘူးလို့ပြောပါတယ်။ယခုလက်ရှိကလေးမျိုးမှာစစ်ကောင်စီတပ်ဖွဲ့တွေကစစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မဖန်ဆီးမှုတွေပုံမှုလောက်ဆောင်လာတာကြောင့်မြစ်ပဖြစ်သူတွေကြားစိုးရိမ်မှုမြင့်တက်လာနေပါတယ်။ အာဏာသိမ်းစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်ကြမဲ့နိုင်ငံရေးပါတီတွေဟာလူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ယုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောပါတယ်။ဒီကနေ့ဇူလိုင်လ၁ရက်နေ့မှာပြည်သူလူထုနဲ့နိုင်ငံတကာတို့တင်ဆက်ကားပြောကြားခြင်း press briefing အစီအစဉ်မှာဦးနေပုံလက်ကပြောဆိုသွားတာဖြစ်ပါတယ်။စစ်ကောင်စီရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်ရင် နိုင်ငံရေးပါတီတွေဟာ2020အထွေထွေရွေးကောက်ပွဲမှာပါတီအလုံးပေါင်းမှာကပြည်ထောင်စုလွှတ်တော်နေရာရဲ့တစ်စရာခိုင်နှုန်းပြည့်အောင်အနိုင်မရခဲ့ကြတဲ့လူထုထောက်ခံမှုမရှိသောနိုင်ငံရေးပါတီများအားလာတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2020ရွေးကောက်ပွဲရလဟာနိုင်ငံရေးအရာတရားဝင်မှုရှိနေစေဖြစ်ပြီးဥပဒေပြုရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတွေလည်းအခိုင်အမာတည်ရှိနေစေဖြစ်တယ်လို့ဆိုပါတယ်။ ဒါပြင်2021ခုနှစ်မလ30ရက်နေ့မှာပြည်ထောင်စုထွက်တော်ကူစားပြုကော်မတီ CRPH က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဖြတ်ကြောင်းကျင်းပခဲ့ပြီးဖြစ်တဲ့အတွက်2008အခြေခံဥပဒေအတိုင်းလုံဆောင်နေတဲ့စစ်တပ်ရဲ့လုပ်ရဟာတရားဝင်မှုမရှိသောဥပဒေမဲ့လုပ်ရတွေသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမြို့နယ်ပေါင်း169မြို့နယ်မှာရွေးကောက်ပွဲကျင်းပရန်ရထားတယ်လို့ပြောဆိုထားပါတယ်။လက်ရှိမှာတော့စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှာပါတီမှတ်ပုံတင်ရန်လျှောက်ထားတဲ့ပါတီ89ခုတည်ရှိလာပြီး56ပါတီကိုမှတ်ပုံတင်ခွင့်ပြုချက်ချထားပြီးလို့ UEC ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ အာနာဒေစစ်ခေါင်းဆောင်ဘူချုံမှုကြီးမင်းအောင်နိုင်ဟာလာမယ့်ဒီဇင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုနေပတ်ကြာကျင်းပပြုလုပ်သွားမယ်လို့ပြောဆိုထားပါတယ်။မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ဟာမုံရွာချောင်းကနေမန္တလေးမြို့ကဥပူထောင်ကိုရောင်းရွှေ့ခံထားရပြီးနောက်ထောင်ဝန်ထမ်းတွေရဲ့ရိုက်နှက်တာကိုခံရပြီး တိုက်ပိတ်ခံထားရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့ထုတ်ပြန်ပါတယ်။ဦးဝင်းမိုးနိုင်အပါအဝင်အကျဉ်းသား၂ရောင်းဝန်းကျင်ဟာဂျွန်12ရက်မှာမုံရွာမြို့အကျဉ်းထောင်ကနေဥပုထောင်ကို ရောက်ရှိခံခဲ့ရတာဖြစ်ပါတယ်။ထောင်ပြောင်းဖြင့်ရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်ပူဝါမှာမတရားရိုက်နှက်နှိပ်စက်မှုတွေပြုလုပ်ခဲ့ကြပြီးဝန်ရွာတပိတ်ခေါင်းဆောင်ကူဝေမိုးနိုင်ကိုအချင်းဦးစီးဝန်ထမ်းအရာရှိတအူက တန်တုပ်ဖြင့်စတင်ရိုက်နှက်ရာကနေအခြားနိုင်ငံရဲ့အကြီးအကဲများပါနောက်ဆက်တွဲအနေဖြင့်ရိုက်နှက်ခံရတာလို့ PPNM ကဆိုပါတယ်။ကိုဝေမွန်းနိုင်ဟာတန်တုပ်ဖြင့်ရိုက်နှက်ခံရမှုကြောင့်နှစ်ပူးကွဲတံရရရှိကဖိထွက်လွန်ပြီးတတိမိတ်မျိုးသွားခဲ့တော့လဲထောင်တွင်ဆေးရုံမှာကုဆောင်ကုသပေးခြင်းမရှိခဲ့ဘူးလို့လည်းသိရပါတယ်။နရှိမှာကိုဝင်မိုးနိုင်ဟာဆေးဝါးကုသမှုခံယူခွင့်မရဘဲထောင်ဝင်စာပြည့်ခွင့်ကန့်သက်ခံထားရသလိုခြေချင်းခတ်ပြီ တိုက်ပိတ်ဖြစ်တံပေးခံရထားရတယ်လို့ PPNM ကထုတ်ပြန်ပါတယ်။ဥပုထောင်ကမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ဒိုင်းချွတ်တော်ဥက္ကဋ္ဌဦးအောင်ချုပ်ဦးအပါဝင်တည်ဆုံတဲ့နိုင်ငံရေးအကျဉ်းသား56ဦးအထိရှိပြီးလို့မြမအကျဉ်းထောင်သက်တဲ့ MPW ကထုတ်ပြန်ထားပါတယ်။အငင်းပွားဖွေဖုံးပြောဆိုမှုအတန်ဖိုင်ပေါကြောင်းမှုနဲ့ဆက်ဆက်ပြီးထိုင်းဝင်ကြီးချုပ်ဖေချောင်းထန်းရှင်နာဝတ်ကိုရထုကနေ ဆိုင်းငံ့ချစေဖို့ထိုင်းအခြေခံဥပဒေခုံရုံးကအမိန့်ချငှက်လိုက်ပါတယ်။ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံနေဆက်အငင်းပွားမှုနဲ့ဆက်ဆက်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့အလွတ်တဘောဖုံးပြုတ်ဆိုခဲ့ချိန်မှာထိုင်းဝန်ကြီးချုပ်ကထိုင်းစစ်တပ်အပေါ်အုတ်ခတ်ဝေဖန်တဲ့သဘောမျိုးတွေထည့်ပြောမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖုံးပြုတ်ဆိုမှုအတန်ဖိုင်ပေါ်ကြလာတဲ့နောက်နိုင်ငံရေးအရာဖိအားတွေအများကြီးကြုံခဲ့ရတယ်လို့ရထုကနေနောက်ထပ်ပေးဖို့အထိတောင်းဆိုဆန္ဒပြမှုတွေနဲ့ပါရင်ဆိုင်ခဲ့ရတာပါ။ ထိုင်းနိုင်ငံရဲ့အထက်လွှတ်တော်အမတ်36ရောက်ကအဲ့ဒီအတန်ဖိုင်ရာဖိထောင်ထန်းဟာအချုပ်အချာအာဏာလုံခြုံရေးကိုထိခိုက်စေပြီးကျင်းဝတ်ဆန်နှုံးတွေကိုဆွဆွရွာရွာချုပ်ဖောက်မှုတွေရှိခဲ့တာကြောင့်ရာထူးကနေဆိုင်ငံ့အရေးယူပေးဖို့အခြေခံဥပဒေခုံရုံးကိုလျှောက်ထားတင်ပြခဲ့ပါတယ်ဒီကနေ့ဇူလိုင်လတရနေ့မှာတော့ခုံရုံးမှာအဲ့ဒီဆွဆွေးချက်တွေအတွက်အမှုဖွင့်ပြီးစုံစမ်းစစ်ဆေးပေးဖို့ကိုထောက်ခံမဲကူမဲကန့်ကွက်မဲမရှိဘဲအတည်ပြုခဲ့တယ်လို့ဖေထောင်ထန်းကို ဝန်ကြီးချုပ်ရာထူကနေဆိုင်ငံ့ထားဖို့ထောက်ခံမဲခုနှစ်မဲကန့်ကွက်မဲနှစ်မဲနဲ့ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ယာယီဝန်ကြီးချုပ်နေရာကိုလက်ရှိဒုတိယဝန်ကြီးချုပ်နဲ့ဦးဆောင်ရေးဝန်ကြီးတာဝန်ယူထားတဲ့ဆူရိယဂျွန်ရွန်ရန်ကီကတာဝန်ယူသွားမှာဖြစ်ပြီးဖီထွန်ထန်းရှီနာဝက်ကတော့အစိုးရအဖွဲ့မှယဉ်ကျေးမှုဝန်ကြီးအဖြစ်ဆက်လက်ရှိနေမယ်လို့သိရပါတယ်။ ဒီ OC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတိဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။